ကျွန်တော်တို့ကဒါကဟောပေါ့ကျွန်တော်ဟိုခုနှစ်ရက်နေတော့ကျွန်တော်ဟိုပွဲပွဲလေးလုပ်ခဲ့ပါတယ်။ဒီဘက်ကဒီဘက်ကကျွန်တော်တို့ donation ပွဲပေါ့နော်။ဟို why ညာဒီဒါနုပညာရှင်ဟိုပါပေါ့ဟိုပါလို့ပပေါင်းတုံတယ်ပေါ့နော်ဒီဘက်ကဒီဘက်ကကျော်တန်းကျော်တန်းဆိုပဲတော်တော်ကောင်းပါတယ်။ဒါသူတို့နဲ့ကျွန်တော်တို့ကဒါရမနိုပွဲလေးကစားမှဖြစ်ပါတယ်။ဒီလိုလာရှိမှပြောလို့ရတယ်နော်ဒီရောက်ကွဲနေပါဟုတ်အဲ့ကြောင့်လေးပြောလို့ရတယ် ကျွန်တော်တို့ကဒါကဟောပေါ့ကျွန်တော်တို့ဟိုခုနှစ်ရက်နေတော့ပါတယ်ကျွန်တော်ဟိုပွဲလေးလုပ်ခဲ့ပါတယ်ဒီကဒီကကျွန်တော်တို့ဒိုနေရှင်းပွဲပေါ့နော်ဒီ Y90 ဒါအမှုပညာရှင်ဟိုပါပေါ့ ူပါလीပပေါင်းစုံတယ်ပေါ့နော်ဒီကသူကကြော်တန်းကြော်တန်းဆိုပဲတော်တော်ကောင်းပါတယ်အဲသူတို့နဲ့ကျွန်တော်တို့ကဒါရမနိုပွဲလေးကစားစားမှာဖြစ်ပါတယ်ဟုတ်နည်းရလေကိုတိုက်ကြီးမှာကင်ညာလေးနော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ပွဲတော့ဘယ်လိုဖြစ်သွားလဲအဲ့အဲ့ပွဲတော့အပျော်ပါပဲကျွန်တော်ကကျွန်တော်ကလူတော်တော်နည်းတယ်ကျွန်တော်ပါတာကဟိုဟာ900လောက်ပဲပါတာ900လောက်ပါတယ်ကျွန်တော်ကျွန်တော်ကျွန်တော်ကပါအပျော်အပျော်ကစားတဲ့ပွဲပါဗျာ ပွဲလေးအစီပါလေအောင်းမြင်ပါလားခင်ဗျာဟုတ်ကဲ့ဒီနေ့ပွဲကဘယ်လိုမျိုးပြင်ဆင်ထားကြလဲဒီနေ့ကပို့ပြီးလူစုံအာဒီနေ့ပွဲကတော့ပို့ပြီးတော့လူစုံလူစုံတော့တယ်ခင်ဗျာကျွန်တော်ဘသူပွဲစီစဉ်တာတော့ဒါဟိုရဲရဲထွတ်တို့ကိုရဲထွတ်တို့စီစဉ်တာဆိုတော့သူတို့လည်းတည်တည်ချာချာလုပ်မှာပါခင်ဗျာဟုတ်ကဲ့ဟုတ်ဒီငေါတော့အော်ကျွန်တော်ကျွန်တော်ဒီဒီရုပ်ရှင်ဘက်ကပေါ့အသက်အကြီးဆုံးပါခင်ဗျာအဲ့ဒါအသက်အကြီးဆုံးလို့အသက်ကမကန်တာပါဆိုတော့အရင်တော့လောမကန်နိုင်တော့ပါဘူးခဏပဲဒူးလည်းမကောင်းတော့ဘူး We're ready for takeoff. ားကွက်လေးတွေကဘယ်လိုစဉ်းစားလဲအာကစားကွက်ကတော့ဒီမှာတော့ဆရာကြီးတွေပါတယ်အဟွာတော့ဟွာတော့ဟိုကြည်လင်းတော့ကြိုကိုလို့ဇော်လင်းထုံးလို့ဆိုတော့သူတို့ကတော့လက်ကြည့်ကြမလို့လေသူတို့ကတွဲကစားရမှာနည်းတော့ရင်ပေါ်တာပေါ့အရင်တော့ဆိုကစားကြတာသူတို့လည်းကစားကြတာအသက်ကြီးမှကစားနေတယ်အဲ့မနော်အခုချိန်ကြီးဘာပြောဘူးအရင်နှစ်တည်းကနေကျွန်တော်တို့ပွဲမျိုးကစားရင်တော်တော်တော့ပြေးနိုင်လွတ်နိုင်မယ်နော်အာအဲ့တော့အရင်တော့ဟိုပါအချိန်လေးပေါ့ကွာအချိန်နဲ့လိမ့်နေတာပေါ့သူ့တော့အရင်တော့တော့မစားတာပေါ့ အရင်ကကိုဖယ်ယူနေပါပြီကျွန်တော်အဲ့ဟိုပါဗောဟိုပါမြို့ဟိုအကြောင်းလုံးဝဆိုတော့မြို့နယ်တိုင်းတိုင်းလောက်ကြီးတော့ဖြစ်နေတယ်ဟိုဟိုကျွန်တော်ဗီဆော်ကမှာတော့ကျွန်တော်အဲ့လိုလေရွေးတင်အရင်တော့ပါဘူးဒါတော့အဲ့အဲ့ဆက်မလျှောက်ပဲနဲ့ဒီပဲတင်းဆောင်ပဲကိုယ်ဟိုကျွန်တော်ကဟိုတင်းဆောင်ဟိုကဟိုပြစ်ပြီးမှာဘောလုံးဘက်ကိုငငယ်တော့ကတော့ဟိုဟာကြောင်းစာနဲ့ပါမြန်မာဆိုတော့ကျွန်တော်ကကျွန်တော်အဲ့လောက်ကြီးလဲမတိုးတက်ဘူးလေကျွန်တော်ကျွန်တော်အမြင်နေရတဲ့အဲ့လောက်မရှိဘူးအားကစားကိုလည်းအဲ့လောက်အားပေးရလို့မရှိဘူး အဲ့တော့ကျွန်တော်ကဒီဘက်ကဟိုကိုဝါသနာပါတာကိုနည်းနည်းဟိုဒီတိုးဆောင်ဖြစ်မှာလာပြန်ပြီးတော့လိုရတယ်ပြန်ပြောင်းပါဒီလိုအိုက်ဒီယာဒါဖြီးပြီးတော့တေချာပြောင်းပြီးကစားခဲ့မယ်ဆိုရင်အခုချိန်ကြီးပြန်ပြောင်းပါပဲကျိုးရဲ့ကျိုးပါကျိုး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 ပါပြောပါတယ်ဒါတော့ကျွန်တော်အပြောကန်တာတော့ခြေတော့ကျိုးသွားလို့ကျွန်တော်လေးနှစ်လောက်နားလိုက်ရတယ်ဘာလို့လဲအကျိုးမပေးနေအကျိုးပေးတာဟုတ်လားမေဘူးတဲ့ချင်းကနေဆော့ပြတယ် အဲကျွန်တော်အရင်တော့တိုက်စစ်ပေါ့နော်အဲဒါစားမတော့ကျွန်တော်တိုက်စစ်ထောင်နေရကစားတာအခုကတော့ဟိုဟာဟိုဟာပေါ့ကွင်းလေလောက်ကပဲစားပြပါတော့ ကိုယ်နဲ့ပုံကြောက်ပေါ့။အဲ့လိုတော့မဟုတ်ပါဘူး။ကနာပါပါ7မိနစ်15မိနစ်တော့ပါဘူး။ကမ်းမဲ့လူတွေအများကြီးရှိပါတယ်။အခုလည်းတော့ဒါကလီမေးအတွက်ဆိုရင်လည်းကျွန်တော်တို့ကအပြောဆိုတာတော့ပူတာပေါ့နော်ဒီမှာကန်ရတာလေးတော့နိုင်ရှောင်းအောင်လည်းလည်းကိုယ်စီတယ်မှာဘယ်လိုလေးကြီးဆုံးမှုရှိလဲအဲ့ဒါတော့ကျွန်တော်တို့ဒီမှာပွဲစီစဉ်နေတာပွဲစီစဉ်တဲ့လူတွေကတပါရှိပါဟိုဟိုကျွန်တော်တို့ငန်ခတ်ငငယ်တဲ့အရန်ကန်တိုင်းတဲ့အချိန်မှာလည်းစီစဉ်ခဲ့တာဆိုတော့သူတို့ဟိုဟာတက်လာပပပြောင်းတော့လုံးလိမ့်မယ်ခင်ဗျာဒါပေမဲ့ဟိုဘက်တင်းရတော့အပျော်ရမ်းအသေးဆိုပေမဲ့လည်းတော်တော်ကောင်းတယ် တော်တော်ကောင်းတယ်ကျွန်တော်ကကြည်လဲကြည်ဘူးတယ်သူကဒီမှာကျွန်တော်အဲဒီမှာလဲအားကိုးရတဲ့ပြည်ရယ်ပါပါတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ကကစားစိတ်တဲ့နဲ့ပတ်တယ်နော်အခုဘလိုဘလိုမျိုးလေးထားတာနဲ့ကျွန်တော်တို့ဆိုတဲ့ကွဲရီအများကြီးကြည်တယ်ဆိုတော့ဒါသမားရဲ့စိတ်ကလည်းဘယ်လိုထားတယ်လဲဘယ်လိုထားတာအဲကျွန်တော်ကကျွန်တော်တရားရမယ်ဆိုရင်တော့ဟိုကကျွန်တော်ယူစားတော့ကျမ်းမာရေးအတွက်လည်းကောင်းတယ်ဆိုစိတ်သက်ပေါ့ကျွန်တော်ဟိုပါပေါ့ ုကိုကိုလည်းယုံကြည်မှုရှိတာပေါ့နော်ကွင်းထဲမှာလို့နည်းနည်းကဘောလုံးကိုတောင်းကောင်းမကန်နိုင်တော့ပြေးနိုင်လောပါနိုင်လို့ရှိကိုကိုကိုချက်ပါကြီးကောင်းတယ်ကိုကအများကြီးကြံသေးတယ်လို့လည်းယူဆတာပေါ့အာကစားအနေနဲ့ကတော့အာကစားဘောလုံးဆိုတော့အဲ့ချက်တော့ပို့တာပေါ့နော်ကျွန်တော်တို့ကတကယ်လဲဝါသနာပါတယ်ဟိုဟိုဟာကျွန်တော်တို့ကျွန်တော်တို့တော့ relax ဖြစ်တယ်ပေါ့နော်အခုချိန်မှာအခုချိန်မှာမှမဟုတ်ဘူးကျွန်တော်တို့အရင်တော့ကဘာပဲဘာဘေးဖြစ်ခဲ့ဖြစ်ခဲ့ဟိုအရင်ကဟိုဟာမတန်မဆိုင်ရမုံငွေရစပြီးတော့ကျွန်တော်တို့ဒီနေ့ဒီချိန်ကြီးကိုကျွန်တော်တို့ ဒီကွေးထဲမှာရှိနေပြီတဲ့ကောင်ပုံကူကိုလည်းနည်းနည်းကျင်းတတ်ဖို့ဖြစ်ဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့တော့ဟိုတောက်လျှောက်ပဲကျွန်တော်တို့ရွှေရှင်သင်လို့ရှိရင်ဂီတာသင်လို့ဒါပေမဲ့လူတသက်မမတ်နဲ့ဖွဲ့စည်းထားတာမျိုး club ကိုပုံလည်းမျိုးတော့မရှိဘူး။အဲ့တော့အရင်တော့ရှိခဲ့တာအခုတော့မရှိတော့ကျွန်တော်တို့ဆိုရင်စင်ကာပူလို့အာတော်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 တခြားနိုင်ငံတွေလည်းကျွန်တော်သွားကံပြီးတော့ပေါ့။ဒီမှာတော့မပါဘူး။ဒါဒါကတော့ဒါဟိုပါပေါ့ဟိုပါပေါ့ Y Y8 အတင်းဆိုပြီးလောက်ကြတာကျွန်တော်အဲ့ဒါဟိုပါပေါ့ movie အသင်းမှာဆိုလို့ရှိရင်ကျွန်တော် champion နှစ်ခုကျွန်တော်လေးသင်းပတ်လည်မှာကျွန်တော်ယူထားခဲ့တာရှိပါတယ်ကျွန်တော်ကအဲ့တော့လူဆုံးတော့အခုကျတော့မကန်နိုင်တဲ့လူကမကန်နိုင်တော့ဘူးအဲ့လိုပေါ့အဲ့ဒါကကျွန်တော်တို့ကအသက်ကြီးသွားပြီနောက်နောက်ဟိုပါ generation ကိုအဲ့လိုလွှဲပေးရမယ်လူကတော့အခုချိန်မှာတော့တိတ်မမြင်သေးဘူးဟိုအကားစားကိုဝါသနာပါတဲ့နောက်နောက်တက်တဲ့နောက်နောက်တက်တဲ့မျိုးဆက်ပေါ့နောက်တက်တဲ့မင်းသားပေါ့ဗျာအဓိကမင်းသားတေးဥဆောင်တွေပေါ့တေးဥဆောင်တွေမှာအဲ့လိုပေါ့ဘောလုံးကန်နိုင်တဲ့လူတွေရှိလို့ကျေလဲလာပြီးလာ join နေကြပါတယ် ဟုတ်ကဲ့ပါ။ဒါပိုင်းဖြင့်ဒီလိုဘေးတွေကတော့ဘောနော်ပြောရရင်တော့လုတ်တာလုတ်နေအခုလည်းစိတ်မကောင်းမနေလုတ်နေတာပေါ့။အဲ့တော့ဒါပေမဲ့လည်းဒီမှာဟိုတက်နိုင်တာလေးငယ်အချိန်တိုင်းပေါ့နော်အခုဝင်ပြေးလုတ်ပေးရတဲ့ဒီကတော့ဘယ်လိုလဲဖြစ်နေလဲ။ဟောအဲ့တော့ကျွန်တော်တို့ဟိုပါပေါ့ကတက်နိုင်သလားဟိုလူပညာရှင်တွေဆိုတာကဟိုတထေးတယောက်မှမရှိပါဘူး။ ဟိုစားတိုင်းတောက်တိုင်းနေထားတဲ့လောက်ပဲရှိပါတယ်။တာမန်အဆင့်တပါရှိတယ်။အဲ့တော့ကျွန်တော်တို့ကစူးစီးနေအဲ့လိုပေါ့ဟိုဒီပွဲလေးတွေလုပ်ပြီးတော့သူပြစ်တယ်။အချို့ဆိုလို့ရှိရင်ဟိုပြဇက်တွေကတဲ့ဟိုပါစီးလုံးကပြဇက်ကတဲ့အဲ့လိုသာသူလုံးလုံးနိုင်တယ်ကျွန်တော်တို့ကျတော့တခြားဟိုပါပေါ့ position တစ်ခုပေါ့ဗျာ။တခြားအတိုင်းတွေမှာတစ်ခုနဲ့ကျွန်တော်တို့ကလုံးတဲ့သဘောပါပဲ။ဒါပြောရရင်မလေးဒီနေရာဆောင်မှာကျွန်တော်ဖြစ်ဖြစ်သွားတဲ့ဒီရဲ့ motivation နဲ့အားလိုအပ်နေတဲ့သူတို့လည်းအဲ့လိုဟိုကနေ motivation ပြောရင်းနဲ့ကျွန်တော်ဆက်တယ်အဓိကတော့ ူတိုင်းဒုက္ခရောက်တာပေါ့ဗျာတကဘာလုံးဒုက္ခရောက်တဲ့အချိန်မှာပါအဓိကကျမ်းမာရေးကိုဒီဥစားပါအားတင်းထားပါလို့ပြောချင်ပါတယ်နော်ကျေးဇူးတင်ပါတယ်